ဒီနေ့တန်းနေစင်းနဲ့မင်းပြန်ဆောက်လို့လို့ဟိုခဏအတွင်းမှာပဲပရိသတ်လက်ခံသွားတယ်ပတ်မှတ်သွားတယ်သေဆုံးရှိနိုင်တယ်လို့၄၅၁၀နှစ်စူးစမ်းမှပေါက်ပြီးပရိသတ်လက်ခံတဲ့သေဆုံးမျိုးတွေရှိပါတယ်နော်ဒီလို့ဆိုတော့အင်တန်ဇွဲလဲကောင်းအောင်ပါဟိုစူပါရစ်ကူလို့တဲ့ခါမှာဆိုလို့ရှိရင်တော့ကာညာဝရီယာသုံးခုရှိနော်အောင်မြင်နိုင်တာပေါ့နော်ဒါပေမဲ့လူပြင်းသားဟိုလောကမှာဆိုလို့ရှိရင်တော့ကာညာဝရီယာအပြင်စမ်းမှရှိမှအောင်မြင်တဲ့သဘောလေးရှိပါတယ် ကိုကိုတိုင်းကစူးစမ်းခြင်းစိတ်မရှိဘူးကိုကိုတိုင်းကဟိုဒီဘယ်လိုပြောမလဲဟိုပါမီမပါဘူးဆိုလို့ရှိရင်ဒါဘလူးစာတီဖိတ်ကတ်တွေရရစက်ကူတွေလို့ပါအဓိကတော့ဟိုမိမိကိုယ်သာကိုကိုရအောင်ဆရာသမားဆိုတာကဒီတန်းတန်းမှာတင်သွားတဲ့ဆရာတွေကတော့သက်သက်စားမကုန်နိုင်တဲ့ပညာတွေတင်မပေးပါဘူးတင်ပေးလို့လည်းမရပါဘူးနော်ဒီပေါ်မှာပဲသူတို့ကသူတို့ဟိုစူးစမ်းအထောက်အပံ့တွေဖန်တီးမှုတွေ အရေးကိုအရေးချင်းတွေဘာလို့ထုတ်ပြနိုင်မလဲပေါ်ပါပဲမူတည်ပါတယ်เนาะကျွန်တော်တောက်ကအောင်မြင်တဲ့ဟိုအချိန်ချင်းလည်းမတူအောင်မြင်တဲ့ကံချင်းလည်းမတူပါဘူးเนาะစေနာကောင်းတော့ကံကောင်းပါမှာဒါကြောင့်လို့ဒီတင်တဲ့အကြောင်းပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်တင်ပြဆောင်98အဲနမနယုစင်စုံကဖွင့်တဲ့ရုပ်ဆောင်တင်တဲ့ကိုကျွန်တော်တက်ခဲ့တဲ့သူပါကျွန်တော်တို့ဒီတင်ပြဆောင်98တော့ဆက်တဲ့ဈေးမှာမှာဒီအမှုပြရာထဲမှာလက်ရှိ လှူရှားနေတဲ့ဟိုအမှုပြန်သမားတွေလည်းအားကြီးရှိပါတယ်အဲ့တော့ဒီဒီဒီကနန်းကိုလာပြီးတော့ဟိုလာပြီးအားပေးရတဲ့ဘောပါကိုယ့်ရဲ့ဒီအမှုပြန်သားရင်းငယ်လေးညီမငယ်လေးတွေအတွက်လာပြီးတော့ဖွားပေးရတဲ့ဘောနဲ့ဒီကနန်းဆင်ဘွဲတွေလာရတဲ့ဖြစ်ပါတယ်ဒါကြီးကတော့ပေါ်ရင်းစဆာချင်းခြေလန်းဆိုတော့လေဒါဟိုဟိုမဖြစ်နိုင်ဘူးပေါ့နော်အော်ဒါကြီးတော့လေသူတို့လေကြိုးစားမှာပေါ့ကျွန်တော်တို့လည်းဒီလိုပါပဲတနန်းစင်နဲ့တနန်းစင်ပြီးတော့ တနေ့နာနေ့သုံးနေ့လေးနေ့ငါးနေ့လောက်ဘာမှဟိုရေရေကောင်းမွန်မွန်ထိထိရရောက်ဟိုမရိုက်ခဲ့ရဘူးပေါ့နော်အအဓိကတော့ကလေးတွေစိတ်နဲ့မကြောက်ဘူးပေါ့ဟိုသင်တန်းစင်နာကြီးတူတူတရားသေးပဲသင်တန်းစင်နာကြီးတူတူအောင်မြင်မှုတည်းမတူနိုင်ဘူးဟိုဒီနေ့သင်တန်းစင်နဲ့မနေ့ကဆောက်လို့လို့သူခဏတွင်းမှာပဲပရိသတ်လက်ခံသွားတယ်ပတ်မလို့သွားတယ်သေဆုံးရှိနိုင်တယ်လို့ဒီက၁၀နှစ်ကြိုးစားမှ ပေါက်ပြီးတော့ပြည်သက်လက်ခံတဲ့လေဥဆောင်မျိုးတွေရှိပါတယ်နော်ဒီလို့ဆိုတော့အင်တန်ဇွဲလဲကောင်းအောင်ပါစီပွားရေးတစ်ခုလုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ကာညာဝရိယသုံးခုရှိရင်တော့အောင်မြင်နိုင်တာပေါ့နော်ဒါပေမဲ့လူမြင်တာဟိုလောကမှာဆိုလို့ရှိရင်တော့ကာညာဝရိယအပြင်စမ်းမှရှိမှအောင်မြင်တဲ့သဘောလေးရှိပါတယ်အဓိကတော့ဘယ်တန်းမဆိုပေါ့နော်တန်းမှာသင်ကြားပေးတဲ့ဆရာတွေကဒီတပည့်တွေအပေါ်မှာတသက်စားမကုန်နိုင်တဲ့ဟိုပညာမျိုးတွေသင်ပေးမှာမဟုတ်ပါဘူး သူတို့ရဲ့ဒီစဉ်းစားပုံတွေးခေါ်ပုံလုံ ठी ကြိုင်ဤတွေကိုပဲသူတို့လမ်းပြပေးလို့ရပါတယ်အဲ့ဒီပုံမှာအခြေခံပြီးတော့သူတို့ကသူတို့စူးစမ်းအထောက်အမှုတွေသူတို့ရဲ့ဖန်တီးမှုတွေကပဲသူတို့ပဲဟိုနေရာအဆင့်ပြိသက်ကခွဲခြားပြီးတော့မှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ရယူခြင်းကလည်းပီတီဖြစ်စရာကောင်းပါတယ်ဒါပေမဲ့ဟိုပေးတဲ့ခြင်းကပုံပီတီဖြစ်စရာကောင်းပါတယ်เนาะအာကျွန်တော်တို့ဒီလို့ရှိရင်ကျွန်တော်ရဲ့ဆရာသမားတွေပြောသလိုပေါ့ကိုယ့်ရဲ့ပညာတွေကိုယ့်ရဲ့အသိတွေကို ဟိုတည်တဲ့ကခေါင်းထဲယူမသွားမယ်နဲ့ဟာဟိုဖြန့်ဝေပေးခဲ့ခြင်းရတယ်ဒါမင်္ဂလာတစ်ပါးပါဘူးเนาะဟိုလေးတွေ level တီးတီးမှာဟိုဟိုယူတော့မယ်တကယ်တော့ကအောင်မြင်ခြင်း rating မတူပေမဲ့လည်းဘာပဲဖြစ်ဖြစ်သူ့အနေထားနဲ့သူဟိုသုံးစားနေရတယ်ရည်ကူးနေရတယ်ပြစ်သက်တွေအတိမပြုတ်နေတာမြင်ရတာဟိုတကယ်ကိုပီတိဝမ်းသာဖြစ်နေပါဒီကလေးရောတော်တော်ပြောစီပေါ့နော်ပုံစံလေးရတော်တော်ပြောစီပေါ့ဒါပေမဲ့ဟိုဘုရားပြောသလိုပေါ့ဟိုလက်ရမြောက်တဲ့ ဘခုတခုဖြစ်လာဖို့အတွက်ကတော့ဒီတက်တုံးကြီးပဒုံးကိုဒီလိုပဲမလိုအပ်တဲ့ဟိုတက်သားစားတွေထည့်ထုတ်ပေးရတာပေါ့ဒါမှဟိုလက်ရမြောက်တဲ့ဟိုစပါတက်ဝင်တဲ့ဘူးရုပ်ကြီးဖြစ်လာပါတော့နော်ဒါနောက်တစ်ခုကတော့ဒီနေ့ဟိုတင်းနှင်းစက်ကလေးတွေလို့ပေါ့ဆက်စားခြင်းတော့ဘာလို့ဆိုဒါဆက်ကူကူလေးတွေပဲရှင်သန်းတန်လေးတွေတဖြည်းဖြည်းနဲ့ဒီမှာသူတို့ဘလောက်ဒီပုံပေါ်နိုင်လဲဘလောက်ဒီလက်ရမြောက်တဲ့ဗီကားတွေဆွဲနိုင်လဲဘလောက်ဒီဒီကံတွေမြောက်တဲ့ လူမြန်လက်ရည်ဖော်ပြနိုင်တယ်လေဆိုတော့သူတို့ဘောသူ့ပဲမူတည်ပါတယ်အအမြင့်ဆုံးရောက်ဖို့အတွက်ကတော့ဘယ်သူမှဆွဲတင်တွန်းတင်ပြလို့မရပါဘူးเนาะဒါပေမဲ့ကိုချောဘောကိုရက်တည်ပြီးတော့တင်မြေလုံးတောင်ထိပြီးရောက်နေတယ်ကိုကိုတိုင်းကစူးစားခြင်းစိတ်မရှိဘူးကိုကိုတိုင်းကဟိုဒီဘယ်လိုပြောမလဲဟိုပါမီမပါဘူးဆိုလို့ရှိရင်ဒါဘလူးစာတီဖိကေ့တ်တွေရရဆက်ကူတွေ့ရလို့ပါအဓိကတော့ဟိုမိမိကိုယ်သာကိုကိုရအောင် ပြင်းတာလည်းပါတာပေါ့နော်အလို့ဆိုရင်အဲဒီလေးရှင်ရောက်ရှင်ရွှေ့ရွှေ့မိတာပေါ့အာဒီအပိုင်းတည်းလည်းအဲ့လိုဒါပြောပါတယ်ဟိုဇာကားလေးရိုက်ဖို့ဆိုဇလန်းလေးရိုက်ဖို့သူကလည်းနည်းနည်းတိတ်မထုတ်တာကြတော့ပြင်းလာတာပေါ့ဒါပေမဲ့ဒီအလှူဒန်းကိစ္စတော့ဒီအရေးပေါ်တော့ဘာဖြစ်နေလို့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အချိန်မဆိုင်ဘူးနော်ဟိုဘယ်ချိန်ပဲဖြစ်ဖြစ်အာမနေ့ပြန်မြစည်းနှာသွားရမယ်သွားတာပဲမနေ့ပြန်ကျွန်တော်တို့ကြရားသွားရမယ်သွားတာပဲအာမနေ့ပြန်ဘယ်ကိုသွားရမယ်စကိုင်းသွားရမယ်အာဒီလိုပဲသွားတာပဲအဲအဲ့လိုတက်မှာတော့အခုနောက်ပိုင်းတော့နည်းနည်းလေးပို့ပြီးတော့ဟို စိတ်ပါလာတယ်ကိုအားတန်လာတာပေါ့နော်ကိုကိုတဲ့ကလူကြီးနာချန်တဲ့ဇာလန်းနဲ့ဖြစ်ချင်းဖြစ်မဲ့ဝေးကြီးရဒီဟိုပတ်ဆိုင်ရဇာလန်းနဲ့ဖြစ်ချင်းဖြစ်မဲ့ဒါနဲ့ဟိုခုနောက်ပိုင်းတော့တိတ်ပြော်လေဟိုဘယ်လိုတော့မရဖြစ်တာပေါ့နော်ကိုမဲတော့လေဟိုလူကြီးနာချန်တဲ့ဇာလန်းကိုချားပြောက်ရတော့လေချားတော့တဲ့ပူပေါင်းတာပေါ့အဓိကကျွန်တော်တို့အကယ်ဒမီလိုပေါ့ကယ်ဒမီဆိုလေကိုယ်ရဲ့ကယ်ဒမီရောက်ဘူးတယ်ဒါပေမဲ့နောက်နှစ်တင်လဲမှန်းနှစ်နှစ်တင်လဲမှန်းလာပဲဒါပေမဲ့ကိုဘဲသွားတယ်စိတ်မကောင်းဖြစ်ရတယ်ဒါပေမဲ့ကိုလောကသားတွေကကိုမောင်မမဒီကိုမောင်မမတွေရသွားတယ်ဒါလည်းပီတိဖြစ်ရပါဘူး အဓိကတော့ခုနကျွန်တော်ပြောရတဲ့အတိုင်းပါပဲကလေးတွေကမိမိကိုယ်လာမိကိုယ်ကိုယ်ရပါနော်ဆရာသမားဆိုတာကဒီတန်းမ်းမှာတင်သွားတဲ့ဆရာတွေကတော့သက်သက်စားမကုန်နိုင်တဲ့ပညာတွေတင်မပေးပါဘူးတင်ပေးလို့လည်းမရပါဘူးနော်ဒီပေါ်မှာပဲသူတို့ကသူတို့ဟိုစူးစားအထောက်အပံ့တွေဖန်တီးမှုတွေရေကိုရေချင်းတွေဘာလို့ထုတ်ပြနိုင်မလဲပေါ်ပါပဲမူတည်ပါတယ်နော်ကျောင်းတောက်ကအောင်မြင်တဲ့ဟိုအချိန်ချင်းလည်းမတူဘူးအောင်မြင်တဲ့ကံချင်းလည်းမတူပါဘူးနော်စေနာကောင်းရင်တော့ကံကောင်းပါမှာ